မင်္ဂလာပါ United ပိတ်သက်တို့နော်တင်ဟမ် Forest နဲ့အတူတူတည်ကြတဲ့ကွယ်ဟာနီးပြအမော်ရင်လောက်ကမန်ယူရဲ့ကြီးမားတဲ့ Technical Test နီးပြဟာစစ်ဆေးမှုဖြစ်လာခဲ့ပါလေဆ ial တ်ထက်ပိုရေးကြည့်တာက Mifi Pivan Bruno Casemiro ရဲ့အယုံရင်မှုပါဒါကြောင့်လာမယ့်စပါးနဲ့ကွယ်ဟာအမော်ရင်အတွက်နီးပြဟာအပြောင်းလဲကိုမပြတ်မနေလှုပ်ဆောင်ရတော့မဲ့ Final Exam တစ်ခုပါပဲ ဒီနေ့ကျွန်တော်တို့အထူးကဆင်းရဲသွားမယ့်အချက်တွေကတော့အမော်ရင်ဟာကွင်းလေကိုတင်ချိန်စေဖို့အတွက်အချမင်းဆက်စကိုကိုထုတ်ပြီးတော့ရူနိုဖာနန်ဒက်ကို49အဖြစ်အသုံးပြုမယ်အကြီးမားဆုံးနီးပြူဟာဝရင်ကိုယူသွားမလားဆိုတဲ့မေးခွန်းပါပဲ by the the foreign nightmare bruno fernandez ကိုကွင်းလယ်ပြည်မှာထားခြင်းကတိုက်စစ်စင်ရာတွင်ကွင်းလယ်ဖန်တီးရှင်ကိုပေးပေးမယ် ကန်ဆက်တွင်ကူပြောင်းမှု defensive transition မှာတော့ကြီးမားတဲ့လက်ဟာမှုကို ဖြစ်စေပါတယ်။ Bruno ရှစ်တက်လိုက်တာနဲ့ Casemiro တအူးတဲ့ဟာကြီးမားတဲ့ကွင်းလယ်ကွက်လက်ကိုတအူးတဲ့ကာဝယ်ရပါတယ်။ Foreign ဟာဒီစင်ငယ် pivot ရဲ့အာဏာချက်ကိုခွင်ကောင်းယူပြီးတော့ပြင်းပြသော ကောင်တာအတက်ဖြစ်ဒုတိယပိုင်းမှာ2မိနစ်တွင်2ဂိုးအဖြစ်ကြောင်းလွှင့်ပေးသွားခဲ့ပါတယ်။စပါလို့ဘောပရိုဂရက်ဆင်းကောင်းတဲ့အသင်းမျိုးနဲ့ဆိုရင် ဒီအနေချက်ကပိုပြီးတော့ပြင်းထန်တဲ့ရလက်ကိုဥတည်စေနိုင်ပါတယ်။အပိုင်းနဲ့တိုက်စစ်ဤမရှိမဖြစ်တန်မှုအံပူမှုနဲ့ဂူညာအံပူမှုဟာညာဘက်တိုက်စစ်မှုနေရာမှာကစားပေမဲ့ inside channel များတို့အချိန်ခိုက်ပြေးဝင်ပြီးကိုသွင်းနေရှိပါတယ်။သူဟာ final brother ကိုကိုအာမခံနိုင်တဲ့သူဖြစ်လို့သူ့ကိုဖယ်ထုတ်လိုက်တာဟာအသင်းရဲ့အတီးကကိုသွင်းလမ်းကြောင်းကိုပိတ်ဆို့လိုက်တာနဲ့အတူတူပါပဲ။ကုညာဟာ လက်ဆိုင်ဖော်ဝါအဖြစ်ဘောလုံးကိုကန်ထန်းနိုင်စွမ်းနဲ့တကူတော်ထိုးပေါက်မှု dribbling မှာဒူးကျွန်ပါလေစပိုင် high press ကိုရင်ဆိုင်ရမှာကုညာဟာပီအားထံအောက်ကနေဘောလုံးကိုဆွဲထုတ်ပြီးတော့တိုက်စစ်ကိုရှေ့တိုးနိုင်ဖို့မရှိမဖြစ်အရေးပါသူဖြစ်ပါတယ်သူဟာအသင်းပေါ်တွေနေရာယူဖို့အချိန်ဆွဲပေးနိုင်တဲ့ volley point တစ်ခုပါပဲအပိုင်း3 the technical range 49ဖြစ်ဖြည့်ရှင်ခြင်း အမ်ပူမူကူဟာကိုထိန်းထားပြီးတော့ကွင်းလယ်ပြဿနာကို ဖြေရှင်းဖို့အတွက်အမော်ရင်ဟာဆက်စကိုကိုအနားပေးပြီးတော့ဘရူနိုဖာနန်ဒက်ကို49ဖြစ်အတုံးပြုမဲ့နီပြူဟာကိုရွေးချယ်နိုင်ခြင်းအများဆုံးမှာနီပြအမော်ရင်ဟာစပါးနဲ့ပွဲစဉ်မှာကာစီမီရိုနဲ့ကိုဘီမိုင်နူတို့ကိုတွဲဖက်စေခြင်းဖြင့်ကွင်းလယ်ကိုထိန်းချုပ်နိုင်ပါတယ်မိုင်နူရဲ့ pressing resistant မှာစပိုင်းရဲ့ပြားကိုကြော်လာရတဲ့အတွက်မရှိမဖြစ်လိုအပ်ချက်ဖြစ်လာပါလိမ့်မယ်ဘရူနိုကို ဝင်းနယ်ကနေအတက်ကင်49နေရာတို့အရွှေချင်းဖြင့် creation duty ကိုဖန်တီမှုကိုသာပြေဝအာယုံဆိုင်စီလာနိုင်ပါတယ်ဘရူနိုဟာ49ဖြင့်ကွင်းနယ်တို့ပြန်ဆင်းလာတဲ့အခါမှာဝိုင်းနူကာစီမီရိုအတွဲဖန်နဲ့အတူကွင်းနယ်မှာလူ3ယောက်သို့မဟုတ်4ယောက်ထိယာယီဖန်တီနိုင်ပါတယ်ဒါစပိုင်ရဲ့ကွင်းလေပရက်ရှာကိုလူဝင်အားဖြင့်ရေဆိုင်နိုင်တယ်။မိဖြူကအကျိုးကျေးဇူးတစ်ခုပါပဲ။ ရူနိုဟာကွင်းလယ်ကိုပြန်ဆင်းတဲ့အခါမှာစပိုင်းရဲ့စန်နာဘတ်တွေကိုပါဆွဲချလာတဲ့အတွက်အမ်ပူမူနဲ့ကူဟာတို့ဟာဒက်ဖန့်စစ်လိုင်းရဲ့အနောက်ကွယ်ကိုပြေးဝင်တိုက်ခိုက်ဖို့အကောင်းဆုံးနေရာလို့ကိုရရှိပါလိမ့်မယ်။ဒါအမ်ပူမူအတွက်ကိုသွင်းဆန်းရီကို အမြင့်ဆုံးအသုံးချနိုင်မဲ့အခွင့်အရေးတစ်ခုရရှိမှာပါ။ဘရူနိုရဲ့ဘောလုံးပေးပို့မှုအမြင်နဲ့အကောင်းဆုံးပေးပို့မှုတွေကိုတိုက်စစ်ဘူချန်နာမှာရရှိတဲ့အခါကူဟာနဲ့အမ်ပူမူတို့အတွက်အကောင်းဆုံးအခွင့်အရေးတွေပို့မှုရရှိလာနိုင်ပါတယ်။ အပိုင်းလေး49ဤစွန့်လွှတ်ရမှုနှင့်အမိုရင်းဤအလောင်းစားဆက်စကိုကိုထုတ်လိုက်ခြင်းဟာမိပြအမိုရင်းအတွက်ကြီးမားသောစွန့်စားမှုဖြစ်လာပါလိမ့်မယ်ဒီညမှာဆက်စကိုကိုထုတ်လိုက်တဲ့အတွက်စိုးချိုးတွေလည်းရှိလာနိုင်ပါတယ်တိုက်စစ်မှုဆက်စကိုရဲ့တာဂက်မန်လို့ပြောဆုံးသွားတဲ့အတွက်အေရီယဲ့ threat ခေါင်းတိုက်အန်ရီနဲ့နောက်တန်းမှာဓာတ်ရိုက်ဘောလုံးရှည်ပိုးခြင်းလမ်းကြောင်းကိုစွန့်လွှတ်လိုက်ရပါမယ်။ စပိုင်ပြရတန်အောင်မှာ လောင်းဘောမပို့နိုင်ကွင်းလယ်ကပုံမူပင်ပန်းလာနိုင်ပါတယ်ဘရူနိုရဲ့ပရက်ဆင်ဟာအားကောင်းပေမဲ့ဆက်စကိုလိုစန်တာဖော်ဝါဒ်တဦးရဲ့ရုပ်ပိုင်းဆိုင်ရာချိန်ချောင်းမှုကိုမပေးနိုင်တဲ့အတွက်စပိုင်ရဲ့ဘေးအက်ကပို့ပြီးတော့လွယ်ကူတက်တာစွာစတင်နိုင်ပါလိမ့်မယ်နိပြအမော်ရင်ရဲ့49ကိုအသုံးပြုခြင်းဟာကွင်းလယ်ကိုထိန်းချုပ်နိုင်ရင်တိုက်စစ်ရဲ့အားနည်းချက်ကိုအလွယ်တကူကျော်လွှားနိုင်မယ်ဆိုတဲ့နိပြဟာနောင်ကျေတစ်ခုပါပဲ အာဆင်နယ်နဲ့ကွဲမှာမေဆင်မောင်ကိုလီဗာပူးနဲ့ကွဲမှာကူဟာကို49ထားခဲ့မှုနဲ့အမိုရင်ဟာစပါရဲ့ pressing ကိုအနိုင်ယူဖို့အတွက်ဘရူနိုရဲ့ midfield support power ကိုအကူဖို့စွန့်စားလာပါလိမ့်မယ်။အမိုရင်ရဲ့ဒီနီးဖြူဟာအချိန်ပြောင်းဟာမန်ရွဲ့ကညမာကိုဆုံးဖြတ်ပေးနိုင်ပါလိမ့်။အမိုရင်ဟာကွင်းနဲ့တည်ငြိမ်မှုနဲ့အတက်ကင်ပါဝါကြားကအချိန်ဝင်ရှာကိုညှိနှိုင်းခဲ့ရင်စပါးကိုအနိုင်ယူနိုင်တဲ့အခွင့်အရေးအပြည့်အဝရှိပါလိမ့်။ ပိတ်သက်ကြီးအနေနဲ့ကတော့နိပြအမော်ရင်ဒီနိပြဟာကိုထုံထုံလာနိုင်မယ်ထင်လားဆက်စကိုကိုထုတ်တာကအမှန်ကန်တဲ့ဆုံးဖြတ်ချက်လားလူကြီးမင်းတို့ရဲ့ထင်မြင်ချက်ကိုကွန်မန့်မှာရှင်းသားပေးခဲ့ပါအောင်လိုက်ရန်ရှယ် subscribe လုပ်ဖို့မေးပါနဲ့နော်